အမတို့ကမြန်ကျူဖို့ဖွဲပေါ့နော်ခါမြန်ကျူဖို့ဖွဲပေါ့မဆူဆူလို့ခေါ်ပါတယ်အဲအမတို့ကတနေ့ကိုတန်း3000နဲ့900တွဲဆိုပြီးတော့အိုး45ကိုချက်ပေးနေပါတယ်အဲ့55ဟိုမှာလူရတော့လေကြက်သွန်ခွာတာတော့ဘာလို့ပေါ့နော်အသေးမွားအဆအကုန်လုံးလူလိုတဲ့အတွက်အယောက်50နီးပါးလောက်တော့လိုပါတယ်။မှလည်းမနေ့ဆာတမားတိဆိုရင်သူတို့ကညနေခင်း9နိုင်လောက်ကနေစပြီးစီစဉ်ကြရတယ်ပေါ့နော်။အမားတို့ကကြတော့ညနေဆာအတွက်ညနေဆာအတွက်ဆိုရင်မတော်6နိုင်လောက်ကနေပြီးတော့စပြီးစီစဉ်ရတာပေါ့ပစ္စည်းတော့ဘာညာပေါ့။ဟင်းအမျိုးအစားနေရာမှာမှု းတည်တယ်သပင်းလင်တို့ဘာလို့ဆိုရင်မားတို့မှကြုတ်တင်ပြီးတော့ဆေးကြောပြီးတော့တန့်ချင်အောင်လေလောက်ထားပြီးတော့ထုထားရတယ်ပေါ့ညတွေကအဲအတွက်ဆက်မိအောင်လို့မဘာဂျီတို့နဲ့တိုင်ပင်ပြီးတော့မားတို့အခုချက်ပြုတ်တဲ့ဖွဲ့နဲ့စီစဉ်ပြီးတော့ရည်ထားတာပေါ့အဲမားတို့ကတော့ဒီမှာလေဟိုကနေအဝေးကနေလာပြီးတော့ဒီမှာပေါ့ဒီငနေဘေးကိုပေါ့နော်ခြေတန်လည်းဖွဲ့နဲ့ဦးစီးပြီးတော့လာတော့တာတာပီတီတွေဖြစ်ပါတယ် ဝမ်းလဲဝမ်းသာပါတယ်အလှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကျတော့မရတီချာစနစ်ကြကြတန့်ချင်းတန့်ချင်းအောင်လုပ်ပေးတယ်ဝယ်ပေးတဲ့သူတွေကလည်းစေတနာပါတယ်ပေါ့နော်အမတို့ချက်မဲ့ချင်းဆိုသူတို့ရောက်လာတယ်ပေါ့တန်တန်ပြက်ပြက်လေးပေါ့အဲ့ဒါကလည်းမရတီချာတန်တန်ပြက်ပြက်လေးနဲ့မှရေတွေပါတယ်တတရရစေကြောပြီးတော့မှချက်ပြုတ်ပြီးတော့မှပို့ဝေးလိုက်ပါတယ်ဝင်သားပါတယ်လို့ဒီနေ့မကလည်းတိုးတက်ပါစေလို့နှုတ်နိုင်ပါစေလို့အစပိုင်းများစွာလည်းလှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်မတို့ဖွဲရလေး ဟင်းဟင်းရှိုက်တာဝင်ချပါတယ်ခင်ဗျာဥက္ကမောင်လင်းလို့ခေါ်ပါတယ်ခင်ဗျာအဲအကုန်လုံးဒီတိနံဆိုတိနံရဲ့အတိုင်းတာကိုမုတ်ချုပ်ခင်းမနေ့ခင်းစာကိုဖြင်းစီဖို့ဥစားကိုမုတ်ချုပ်ခင်း၃နိုင်လောက်ကတည်းကစပြီးပြင်ဆင်ရပါတယ်ခင်ဗျာကျွန်တော်တို့အဲလူကြီးရကျွန်တော်2000နဲ့6000ရှိတယ်ခင်ဗျာနောက်ပြီးအခုတစ်ပြေးနဲ့ရောသွားတဲ့ခါကျတော့2000 5000 2000ရဲ့6000ရှိပါတယ်ခင်ဗျာပြင်ဆင်ရတဲ့ဥစားတွေကကျွန်တော်တို့အကြီးစဆိုင်ရပေါ့ကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ရပါတယ်ခင်ဗျာအိုးပေါင်းက90နဲ့ ့3လောက်ရှင်းရပါတယ်ခင်ဗျညနေစာကြောက်ရင်ကျွန်တော်9နာရီကနေစပြီးတော့ပြင်ဆင်ရပါတယ်ခင်ဗျနေ့လည်စာကတော့ကျွန်တော်တို့ညမကြုတ်ခင်3နာရီကနေစပြီးပြင်ဆင်ရပါတယ်ခင်ဗျဒီတိနာနေရာစာကျွန်တော်တို့ရေကိုစေချောပြီးမှတနတ်ရှင်ရှင်လုတ်ပြီးမှအစာပလာကိုလည်းကြောက်ကြနာဟိုအရသာလေးမီးအောင်ဆိုပြီးတော့ကျွန်တော်တို့ရှက်ပြုတ်ပါတယ်ခင်ဗျအဲကျွန်တော်လည်းဖီတီတက်ပါတယ်ရှူတန်လင်းကုမ္ပဏီကမိသားစုအကုန်လုံးကျွန်တော်ရှင်းသူတင်ပါတယ်ဒီလိုလှူဒါန်းတာကိုလည်းကျွန်တော်လည်းဘက်ဘက်ကနေပြီးတော့ကျွန်တော်တို့အကူအညီပေးရတဲ့အတွက် ဘလို့မှမအောင်မေးပဲနဲ့ကျွန်တော်တို့ဟိုလောအားဒါနလေးနဲ့တော်တော်လေးကိုပီတိတက်ပါတယ်ဗျဟိုဒီတက်မကလူနိုင်တန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာကျောင်းနံပါတ်တော့ဇောင်းဝမ်းလို့ခေါ်ပါတယ်ကျွန်တော်တာဝန်ပြတာညဘက်ဟင်းအချက်ပြုတ်တာဝန်ပြတာပါတယ်ဟိုကျွန်တော်တို့ကအစဉ်ပြေအောင်ဆိုလို့ရှိရင်ဘက်ကမင်းကလေးတွေကအတီးနဲ့ဘာညာခုတ်ထစ်ပေးတယ်မနော်ကျွန်တော်ပြီးမှကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ရေစီးကြောပြီးတော့စားအချုံမှုအဆုံးပေါ့နော် ထပ်ပြီးတော့နှက်ထားရတယ်ခင်ဗျာ။ဦးနယ်လုံးမှာစချက်ကြပါဘူး။အဲကျွန်တော်အပါဝင်ဒီဆရာ2ယောက်နဲ့နောက်လိုက်ကလေးတွေအလုံးပေါင်း19ယောက်ပေါ့နော်။ချက်ပြတဲ့ကားကျတော့သူကတရက်ကိုတမျိုးနှုံးကြောင်းတဲ့အတွက်ကျွန်တော်ဒီအစာပရာစက်တာလည်းတရက်တမျိုးကြောင်းပေးရတယ်ခင်ဗျာ။စေတနာနဲ့ပေါ့နော်။စေတနာများများထားတယ်စားသုံးသူတွေအခက်ခဲရောက်တဲ့လူတွေစားတဲ့လူတွေအလုံးပို့ပြီးအဆင်ပြေတာပေါ့။အဓိကတော့စေတနာပါပဲ။အလူတန်းလောက်တဲ့လူကလှုပ်ပေးတယ်ကျွန်တော်တို့ကလောကဒါနာ ထည့်ပေးတယ်ဗောနော်လောဝါဒါနာအပြည့်ကျွန်တော်တို့လောဝါကလေးပါပေးပါတယ်ဥက္ကရာကြီးကနောက်နောက်ဒီတဲ့မကရွှေတန်လင်းမိသားစုကြီးလူနိုင်ပါစေလို့ဆုတောင်းပါတယ်ကျွန်တော်နာမည်ကတော့ဥဇော်ထွန်းနိုင်ဖြစ်ပါတယ်။ဖြစ်တန်လွင်ကုမ္ပဏီလီမိတက်ရဲ့ကျော်ရှင်းမြန်မာလုံခြုံရေးကလေးကဖြစ်ပါတယ်။ကျွန်တော်တို့လေလွင်မဖြစ်အောင်ကတော့ကျွန်တော်တို့ဒီအိုးတွေကိုတောက်လျှောက်ချပြီဆိုတာနဲ့ကြက်ပြီဆိုတာနဲ့ချကျွန်တော်တို့ အထဲကိုကုံထဲအဲအထဲကိုအိုးတွေထည့်ပြီးရတယ်အိုးတွေကိုလှက်ထားတင်းသလောက်လှက်ထားရတယ်ဖုံးအုပ်တင်းသလောက်ဖုံးအုပ်ထားရတယ်ပေါ့နော်အကုန်လုံးစနစ်တရကိုအဖွဲနဲ့ကိုအဖွဲ1 2 3ဖြစ်တဲ့အတွက်1လည်း1သူအလုပ်သူလုပ်သူကလည်းသူသူကိုဆွမ်းတော့ပြောသလိုပဲအဖုံးလေးတွေအကုန်လုံးလုံးအောင်ဖုံးအုပ်ထားရင်းနေပါမနာအောင်ပေါ့နော်စူပေါင်းပြီးတော့လောဟာဒဏပေးတယ်ပေါ့နော်လောဟာဒဏပေးပြီးတော့အကိုကတော့ခေါင်းဆောင်အနေနဲ့ကိုတယောက်ပဲရှိတယ်ပေါ့နော်ဟိုကျန်တဲ့အဖွဲ့တွေကသူအဖွဲ့အဖွဲ့လိုက်အဖွဲ့လိုက်ခေါင်းဆောင်နှစ်ယောက်ရှိသေးတယ် ။အိုးအနေနဲ့ကတော့ကိုယ်ဖက်တဲ့အနေနဲ့ဆိုရင်အနည်းဆုံး၄500 5000ကျားမှရှိပါတယ်။ဟိုခုလိုလာပြီးတော့ဟိုကုမ္ပဏီအနေနဲ့ကိုယ်တာဝန်ပေးတယ်ဆိုရင်ကိုယ့်ဘက်ကလည်းစင်နာတရားမြေတရားနဲ့ထားပြီးတော့ဝိုင်းဝန်းကူညီပံ့ပိုးရတဲ့အတွက်ကိုကိုကဝမ်းမသာသာဖြစ်မိပါကြီးလေ။အားလုံးစိတ်ချမ်းသာပျော်ရွှင်ချမ်းသာနဲ့အားလုံးလောက်ကင်ပြီးဆုံးတဲ့အထိဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်သွားမှာပါ။ နာမည်ကတော့ဥစဉ်ကိုဦးပါတာဝန်ယူထားတာတော့ဒီစီးရင်မှတ်တဲ့နေရာပါဟုတ်နေ့စဉ်ဝင်ထွက်စီးရင်လေးတွေလေဟုတ်ဟုတ်ကျွန်တော်တို့ကစီးရင်ကတော့တနေ့တနေ့တစ်ခါအဲ့လိုမနက်စီးရင်ပွင့်ညနေစီးရင်ပိတ်အပြစ်ကြလို့ရှိရင်လည်းနောက်ဒီသူတို့ရာထားတဲ့အရေးအတွက်ပေါ့နော်လားထုတ်ယူတဲ့အရေးအတွက်အဲ့ဒါလေးတွေစီးရင်လေးတွေလှုပ်ထားဆိုတော့ဟိုအစရပိုင်းနဲ့စားလို့ရှိရင်တော့ခုကလေးကတော့တော်တော်အသားကျသွားပါပြီခင်ဗျကြောရှင်ပီတိဖြစ်မိပါတယ်ခင်ဗျဟုတ်ဒီထက်မကလှူဒါန်းနိုင်ပါစေခင်ဗျဟုတ်ကျွန်တော်လည်းဒီထက်မကပူပေါင်းဆောင်ရွက်ချင်ပါတယ်ခင်ဗျဟုတ် မိုးသူဇာဝင်းပါရှင်ဟိုဟာပေါ့နေပြီးတော့တက်ကုန်းမြို့နယ်အားပါရှင်ဓမ္မတာဝန်ယူထားတာအဖွဲ့ကောင်းဆောင်အဖွဲ့နဲ့နေထိုင်ပါတယ်ရှင်ကျမတို့ပြင်ဆင်တဲ့အတွက်ကြတော့အခုသူတို့ကဘာရှက်မယ်ဘာရှက်မယ်ဆိုပြီးတော့သူတို့ကတခါတည်းပေးပြီးတော့ကျမတို့ကသူတို့ကဘာလုပ်မယ်ဘာလုပ်မယ်ဆိုပြီးတော့အဖွဲ့သားတွေကိုအကုန်လုံးခေါ်ပြီးတော့ကျမတို့ခုတ်ခုတ်တယ်ထစ်တယ်တက်တက်ရဲရဲလေးနဲ့အောက်ကဟိုဆာလာအိတ်ဆိုဆာလာအိတ်နောက်ကြတော့ဟိုပေါ်ပြောမယ်ဆိုဂတ်ထူဆိုဂတ်ထူနဲ့ကျမတို့အဲ့လိုမျိုးလေးတက်တက်ရဲရဲလေးနဲ့ခုတ်ထစ်ခုတ်ထစ်ပြီးတော့လုပ်ပါတယ်ရှင် လူအင်အားမတို့130တခါကျရင်120လောက်ဖြစ်ပါတယ်ရှင်အခက်ခါကတော့ဘာမှတော့မရှိဘူးပေါ့ပြောမယ်ဆိုရင်တော့ဝိုင်းဝန်းပြီးတော့လှုပ်တာပျော်ပျော်ပါပါလေးနဲ့လှုပ်တာလေးတော့ သူဟိုဟာပေါ့ပြောမယ်ဆိုအဖွဲ့စည်းလေးနဲ့စီစီလုံးလုံးလေးလုပ်တာတော့ဝမ်းသာပါတယ်ရှင်ကျွန်မတော့ခက်ခက်ခဲတော့မရှိပါဘူးရှင်အခုဆက်ပြားတွေပကံတွေပါတွေဆိုလဲအိုးတွေပါတွေတေချာပြအောင်စေပကံတွေပါတွေပြအောင်စေအဲအိုးတွေပါတွေနဲ့ထည့်ပြီးတော့တေချာလုပ်ပါတယ်ရှင်ကျွန်မတော့လက်အိတ်တွေနဲ့လည်းလုပ်ပါတယ်အခုဝမ်းသာပါတယ်ပေါ့အဖွဲ့တွေကကဲကျွန်မတို့အခုရှေတန်လင်းကုမ္ပဏီကအဖွဲ့တွေကတော့ဟိုကျွန်မတို့ဆူတောင်းတာတော့ ဟိုဘအဖွဲလိုက်ကြတော့လုံးဝပီတိလည်းဖြစ်တယ်ဝမ်းလည်းဝမ်းသာတယ်နောက်ပြကြဒီမှာလည်းဟိုစားစားရရပေါ့ကျမတို့ကိုဒီကရွှေတန်ရှင်ကုမ္ပဏီရဲ့အဖွဲတွေကကျမတို့ကိုပုံကြီးဖောက်ဟိုပေါ့ဖောက်မြေပေးပါတယ်ပေါ့ကျမတို့အဖွဲတွေကိုပေါ့ဒီကုမ္ပဏီအဖွဲတွေကတော့ကျမပါစေချမ်းသာပါစေပေါ့ကျမတို့အကုန်လုံးအဖွဲအစားကိုစားကျမစူတောင်းမြစ်တာကိုးသားပါတယ်ရှင်